မိသူကသူ့ဖေကိုအအောင်လို့ခေါ်တယ်လေမိမိအအောင်ကတားကိုလည်းညှူးထိုးနေနော်တားကိုကြည်ပြောပေးဦးမိမိတားကိုလည်းညှူးမထိုးခိုင်းနဲ့ဘာညာပေါ့သူ့ဖေကသူ့ကိုကြည်ကြည်နေတယ်တခါခါကျတည်းကသူ့ဘက်သူစကားပြောနေရမျိုးရှိတာပေါ့နော်ငါ့ကိုလာမစားနဲ့အဲ့လိုပါနေတာပြောနေရတော့တွေ့တယ်ကြီးမိုက်တဲ့အဲ့လိုပဲညာဘက်ကျရဲ့ခေါ်တာသူ့ကိုသူ့သမီးကိုခေါ်နေတဲ့အတန်ဒီပိုင်းကြားတယ်လို့တော့ပြောတာပဲလူပြစ်လာလို့ရေစက်ပြန်ဆုံးမယ်ဆိုတော့ငါတို့မိသားစုကအေးကြက်ကြက်နဲ့ပြတ်ဆုံးပြရတာပဲညီမလူကြက် ောက်ဆုံးရမှာပြီးသွားပြီဆိုတော့လည်းပေါ့နော်သူ့ကိုအေးအေးကျဲကျဲသွားသေးခြင်းနဲ့ခံစားချက်တခုပဲရှိတော့တာပေါ့နော်။ဘာပဲဖြစ်ဖြစ်သူ့နောက်ဆုံးရမှာသူ့တငယ်ချင်းတွေကိုလည်းရှိစေခြင်းနဲ့ဆန္ဒပြေးွားလေ။သူလည်းအေးကျန်းနိုင်မယ်ပြောနိုင်မယ်လို့ထင်တယ်။မအားရင်တော့ရောက်လာပြီးပါပေါ့တောက်ဆူတာတာကြီးရှိအဲအကြောင်းလေတငယ်ချင်းတွေကလည်းအားမငယ်ဘူးလာပြောက်လာမှလို့ပြောပါတယ်။ तू ကအများတိုင်းအဲ့လိုတငယ်ချင်းတွေနဲ့အမြဲတုံ့ပြန်ပြောတယ်လေပြောတဲ့အတွက် तू ခက်သာ तू ပြောရွှေဖို့အတွက်ကိုဖြည့်စီပေးလိုက်နိုင်တယ်လို့ပဲ ခံစားရတယ်ပေါ့နော်။သူလည်းပျော်နိုင်မလို့တော့ထင်ပါတယ်။တငယ်ချင်းတွေကပြောတော့ပြောပါတယ်။သူတို့တငယ်ချင်းမရှိလေ။ရေးရကြောက်ရဆိုရင်ပေါ့နော်ဖုံးဆက်ဖို့ဖုံးဆက်ဖို့ဘာညာအားပေးရတာရင်နိုင်အကိုဖုံးခေါ်မလို့လေအားပေးတော့လေပီတိဖြစ်ရတာပေါ့နော်။ရင်တော့အဲ့တငယ်ချင်းတွေလာရင်သူတို့တောက်မယ်စားမယ်ပြောမယ်ပါမယ်ဟိုညညမရှိတဲ့အခါမျိုးမှာဆိုတော့ညမကိုစားရနောက်တိုင်းလည်းရှိတာပေါ့နော် ူအဲ့လိုမျိုးနောက်ဆုံးနေနောက်ဆုံးဒီရက်လယ်မှာပေါ့နော်မြေသေးကြီးလို့မြေသေးကြီးလို့အဲ့လိုမျိုးဖတ်ပြီးပြီးတော့ရအောင်ပေါ့နော်တကယ်ချင်းနေအကုန်လုံးဖိတ်ထားတာလာပြည့်အောင်လာဖို့လေတောက်ဆူထားတာပေါ့နော်ညီမကူလိုက်ရအောင် လက်ရှိအထိကိုတော့ညာဒီညာဒီညာမှာတော့မသိပေမဲ့ဘောနော်လက်ရှိလက်ရှိအထိကိုတော့ဘုံညာညမှာတော့မရှိဘောနော်ခလေးတွေမှာတော့ရှိခလေးတွေမှာတော့ဥပမာဘောနော်ဟို၃မိနစ်ကျော်ခလေးလေးကမမေသူကသူ့ဖေကိုအအောင်လို့ခေါ်တယ်လေမမေအအောင်ကတားကိုလည်းညှို့ထိုးနေနော်တားကိုကြည်ပြောပေးဦးမမေတားကိုလည်းညှို့မထိုးခိုင်းနဲ့ဘာညာဗောသူ့ဖေကသူ့ကိုကြည်ကြည်နေတယ် တခါခါကြိုက်လေသူ့ဘက်သူစကားပြောနေရမျိုးရှိတာပေါ့နော်ငါ့ကိုလာမစားနဲ့အဲ့လိုပါနေတာပြောနေရတော့တွေ့တယ်ကြီးမကြီးလည်းအဲ့လိုကြီးမကြီးကကြီးမကြီးလည်းအဲ့လိုပဲညာဘက်ကြရဲ့ခေါ်တန်သူ့ကိုသူ့သမီးကိုခေါ်နေတဲ့အတန်ဒီပိုင်းကြားတယ်လို့တော့ပြောတာပဲကိုညီညီမကတော့ယနေ့ချိန်ပြီးတော့အလုပ်တွေမအားလာကြတော့လားဘာလားမပြောတတ်ပြီမပေါ့နော်ရိပ်ရောက်ပြတာတော့မရှိဘူးဒီညတော့မပြောတတ်ဘူး ။သူမရှိဘူးဆိုတဲ့ခံစားချက်ကိုရဘလို့ပြောလိုက်ပါလေ။အိမ်တော်တည်တိုင်းအိမ်တော်တည်တိုင်းမှာအိမ်တော်ဦးစီးတယောက်ဆုံးချုံလိုက်ဘလို့လစ်ဟာတဲ့ခံစားချက်ရှိလေသွားဒီလိုမျိုးဖြစ်မှုတွေလူတွေတိုင်းရတော့ပေါ့နော်သိကြလားပေါ့။ဒါပေမဲ့ညီမမပြောတတ်တဲ့တဲ့တော့ညီမထုတ်မပြောတော့ဘူး။ဘာဖြစ်လို့လဲသူကတချို့တွေကချေကားတယ်လေ။အပူလုံနေတာလေ။ပေမဟုန်လေးဖြစ်နေတာ။ညီမအဲ့လိုမျိုးလေအထင်မခံဘူး။အပြောတော့ညီမလက်တွေ့ပဲညီမပြပြချင်တယ်။ကိုယ်ခေဖို့ရှိရလဲမရှိရလဲမသိဘူးလေ။ အင်းတော့တခုမှမိန်းမတယောက်တော့လူခေါ်မယ်ကိုယောက်ျားကာကွယ်တဲ့တရားကြီးလူပဲပေါ့နော်လူနွေးထွေးတယ်ညမနွေးထွေးတာတော့တော်တော်နွေးထွေးတယ်ချိတာလည်းမရှိရတယ်လို့မသိဘူး။နေမရရဖြစ်တာရဖြစ်တာမတည့်တာမတည့်တာပဲလေ။မရဖြစ်တာရဖြစ်တာမတည့်တာမတည့်တာပဲ။ဒါပေမဲ့ကိုယောက်ျားရှိနေတရွေ့ရတော့လူလူမျိုးပဲဖြစ်မစော်ကားနိုင်ဘူးလေ။တယောက်မိမသားရွယ်ရှိတဲ့ဘဝနဲ့တယောက်ျားရှိတဲ့ဘဝနဲ့တော့မတူဘူးပေါ့။ ဲ့ဒီနှွေးထွေးမှုတော့ရှိတာကြာခဲ့တဲ့သားသမီးကိုသူမရှိတော့ဘူးဆိုလို့ရှိရင်ကြာခဲ့တဲ့သားသမီးတွေနဲ့ကိုဘလို့ဘလို့ရုံးကကြောပြရမယ်သူသားသမီးတွေကိုဘလို့မျိုးပြုစုပြုထားရမယ်မြဲလိုက်ဒီစိတ်ပဲရှိရတယ်လေသွားလေသူနောက်ကူတော့လူကောင်းအပူပေးပြီးရဲ့နေငါ့ကိုသူနဲ့ဖြောဝါလာကြီးလာပါလားလို့ကိုလည်းမပြောတော့ဘူး။အဖေသူ့ကိုအေးသူ့ကိုလည်းအေးကြကြသွားစေခြင်းနဲ့နောက်ဆက်မသေးမှာပေါ့နော်။ ဦးသားသမီးတွေကိုလည်းညမတက်ရှိသေးချာရှိတွေတွေရတော့ဘလို့အာမကကြံမျိုးမပေးနိုင်ပြီမဲ့တက်ရှိသေးချာရှိတွေတွေရတော့ညမသားသမီးတော့ညမအသက်နိုင်ဆုံးတော့ကောက်အောင်တော့ပြုစုပေးတော့မှာဘာဖြစ်လဲဆိုတော့ညမကောက်ဖို့ပဲတာဝန်ရောက်လိုက်တယ်ဒါဝင်တာဝန်တခုတော့ညမမတတ်မှာပါဘူးလူကောင်းလည်းမိဘမိဘရေဖြစ်လာရင်ဖေးမရှိမအေးပြုစုပြုထားရမှာတော့တဘာဝပဲလေ လိုမျိုးသတိရလဲဆိုတော့ညီမအခုချိန်မှာတော့သတိမရဘူးလည်းမဟုတ်ရတယ်လည်းမဟုတ်ဘူးဘယ်လိုကောမလဲအပူတော့ကတွေပဲစုလေလို့လားမသိဘူးဒါပေမဲ့ရတယ်ဘယ်လိုရလဲဆိုတော့ဥပမာပေါ့နော်ညီမညီမညာဆိုညီမပြစ်လဲကျင်တာမျိုးတို့သိတယ်မလားโอ้ก้าวไมค์เนี่ยဖြစ်ခြင်းတာမျိုးတွေမှာကြာရင်ညီမနေမကောင်းတော့ဩငါယောက်ျားသားရှိရင်ဆိုတော့စိတ်တော့ရှိတာပေါ့เนาะဒါအမဲ့လေသူမမရှိတော့တာမရှိတော့တော်တော်ကိုကိုကို ဖြစ်လဲခြင်းနေတော့မတင်းနာတာပေါ့နော်။အော်ငါအတွက်နဲ့ငါရဲ့အမတွေတော့မှငါဟဟလာမကြီးမညူလုပ်သေးတာပဲ။ငါဒီလိုမျိုးဖြစ်လို့မဖြစ်ဘူးဆိုတော့အားလေးတကူတော့ပြင်းနာတာပေါ့နော်။မရှိတဲ့လူတားတာနေလို့လဲဘာမှဖြစ်မလာတော့ဘူးလေ။အဲ့လိုမျိုးပဲညီမခံယူချက်ထားတာလေ။ လောက်စားမတင်မဲအေးအေးကြကြမဲညီမသူ့ဖြတ်သားသွားစီခြင်းပါလေဒါညီမသူ့အမြဲတမ်းစူတောင်းနေစကားညီမဒီသူ့ကိုနေရလို့ညီမအဲ့တခုပဲစူတောင်းတယ်ဘဝမှာဘာဟုတ်မှလောက်စားမတင်ပဲအေးအေးကြကြဖြတ်သားနိုင်ပါပြီလို့သူ့ဘောအေးအေးကြကြခရီးလမ်းလျှောက်နိုင်ပါသေးလို့ပဲညီမစူတောင်းပြီးပါဒါကတော့ရေသက်ပါဆုံးနေမဆုံးဆိုတော့ဒါကအပေါ်မှာပဲမူတည်ရတယ်။ညီမလည်းသူကြီးလည်းကောင်းတယ်။ညီမလည်းကွာလူဖြစ်ချင်ပြင်ပါလေ။ ။ဘူးမဖြစ်ချင်လို့မဖြစ်။သူလည်းသူနည်းလကောင်းမနောက်ကလူဖြစ်ချင်မှဖြစ်။လူဖြစ်လာကိုရခဲ့ရင်တော့ဘလို့ခေါ်မယ်ကိုရဒီလိုအပူတော့ကိုင်းနေတော့ညီမမကြုံချင်တော့ဘူးကော။ရေစက်မစုံချင်တော့အပူတော့ကိုင်း။လူဖြစ်လာလို့ရေစက်ပြန်ဆုံမယ်ဆိုတော့ညီမတို့မိသားစုကအေးကြက်ကြက်နဲ့ပြန်ဆုံွေးရတာပဲညီမလူချက်။ပြင်းနာမှာပေါ့အာအဲ့ဒါသူသူသူနဲ့သူနဲ့ဝင်ပြတာတဲ့ကလေးတွေကြီးရတော့ညီမအားသေးနေတယ်